အီရန်ကောင်းဆောင်ကြီးအရာဒိုလာအလီခါမေနီကတော့အစိုးဆုံးချင်းတွေအတွက်ကြိုတင်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။တကယ်လို့သူလောက်ကြံခံရရင်တော့မှသူ့နေရာမှာချက်ချင်းဝင်ရောက်အစားထိုးနိုင်တဲ့သူတုံးကိုရွေးချယ်ထားပါတယ်။လောက်ကြံခံရမှာကိုစိုးရင်တို့ချေရမခံမိစေဖို့ electronic ဆက်သွယ်ပစ္စည်းတွေကိုရှောင်ရှားနေတဲ့အီရန်ကောင်းဆောင်ကြီးအရာဒိုလာအလီခါမေနီဟာအများအားဖြင့်လူုံလူမှတစင်တာသူ့တက်မှုတွေနဲ့ပြောဆိုဆက်သွယ်ကြအောင်ရေးပေါ်စည်ရေးစီစဉ်နေတဲ့ယင်းကြီးကျွမ်းဝင်တဲ့အီရန်ယာရှိတွေကပြောပါတယ် နိုင်ငံတွင်းမှာပုံကောင်းနေတဲ့ Iran ကောင်းဆောင် company ဟာသူရဲ့ထိတ်တဲစစ်ပတ်အရာရှိတွေကတကယ်လို့ထမှန်သိဆုံးရင်ကုကဲမှုအစဉ်အဆက်အတွက်လည်းအစားထိုးမဲ့သူတွေကိုရွေးချယ်ထားတယ်ဆိုပါတယ် company ကတကယ်လို့မိမိသားအသက်ခံရပါကမိမိရဲ့နေရာကိုဆက်ခံမဲ့သူဖြစ်အကြီးတန်းဘာသာရေးကောင်းဆောင်၃ဦးကိုတောင်မှအဆိုပြုရွေးချယ်ပေးထားတယ်လို့ Iran ရာရှိတွေကပြောပါတယ် company နဲ့နှစ်ပေါင်း30ကျော်အုပ်ချုပ်ရေးဟာအနည်းငယ်ရှိဆုံးခိုက်တဲ့နဲ့ရင်ဆိုင်နေရပါတယ် ခမင်းနီယာအစ္စရေးရှောင်းတကယ်တိုက်ခိုက်မှုကိုခံရပြီးနောက်အီရန်ကိုကာကွယ်ဖို့ပုံမှန်ထက်ပိုတဲ့တိုက်ခိုက်မှုများစွာလှုပ်ဆောင်ခဲ့ပါတယ်။တပတ်ကျော်ကြာပြီးဖြစ်တဲ့အစ္စရေးတိုက်ခိုက်မှုဟာ1989ခုနှစ်အီရန်အီရတ်စစ်ပွဲနောက်ပိုင်းအီရန်ပေါ်အကြီးမားဆုံးစစ်ရေးရတိုက်ခိုက်မှုဖြစ်ပြီးထူးသဖြင့်မြို့တော်တီဟီရန်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။အီရန်ကလည်းအစ္စရေးဆေးရုံ၊ဟိုင်ဖာရေနံချက်ဆေးရုံ၊ဘာသာရေးဆောင်နေရာတွေနဲ့နေအိမ်တွေကိုပါပိတ်မထားပြီးပြန်တိုက်ပါတယ်။ အနော်အမေရိကန်ကစစ်ပွဲတွေပေါဝင်ခဲ့ပြီးအမေရိကန်စစ်တပ်ဟာဗော်ဒိုယူနီယံတန်းစစ်ဆိုင်အပါဝင်အီရန်ရဲ့နျူကလ িয়ার ပစ်မှတ်တွေကိုဘုံကျဲလိုက်ကြောင်းထရန့်ကကြေညာပါတယ်ကျွန်တော်တို့ email ချက်ကအီရန်ရဲ့ယူနီယံတန်းစစ်နိုင်မှုစွန့်ဝင်ဖြည့်ဆည်းမှုနဲ့ကမ္ဘာနံပါတ်1နိုင်ငံတော်ကြောထောင်းနောက်ခံပြုအကြမ်းဖက်မှုရဲ့နျူကလ িয়ার ချိန်ဆမှုကိုရပ်တန့်မှုဖြစ်ပါတယ်လို့ Trump က Environment ကိုမှဒီလင်းပြောပါတယ်။ Israel Iran အခုစစ်ပွဲပေါ်အမေရိကန်ကတိုက်ရိုက်ဝင်လာတဲ့ပေါ်ကုလသမဂ္ဂ Trade Agreement ချုပ် Guterres က ဒါအနည်းအလွန်ကြီးတဲ့စစ်ပွဲအချိန်တိုးမြင့်မှုလို့ပြောခဲ့ပြီးခုပရိပကရက်သားတွေထိခိုက်စေနိုင်တယ်လို့ဒေတာတွေနဲ့ကမ္ဘာနိုင်ငံတွေအတွက်စိုးရွားတဲ့အခင်းအကျင်းပဲလို့သတိပေးပါလိမ့်။ငင်းချင်းအတွက်ဆက်လုပ်ရမယ့်တစ်ခုဒီတော့လမ်းကတော့စည်ရင်းရဖြည့်ရှင်းခြင်းမဟုတ်ပဲတနမဲရေးတာဖြစ်တယ်လို့ကူတာရက်စ်ကခုထိပြောနေပါလိမ့်။ယူရန်နီယံဆိုင်အေဂျင်စီကအမေရိကန်တိုက်ခိုက်မှုဟာရက်စက်ကြောင့်တိုက်ခိုက်မှုလို့ရှုတ်ချပြီးကမ္ဘာအတိုင်းအဝန်းကိုလည်းအီရန်ရဲ့မှန်ကန်တဲ့ယက်တိချက်ထောက်ခံဖို့တောင်းဆိုပါတယ် ။အစ္စရေးနိုင်ငံကြားရေးဝန်ကြီးကတော့ထရန့်ရဲ့ယင်းကြီးနဲ့လှုပ်ဆောင်ချက်ကြောင့်အမေရိကန်သမ္မတထရန့်ရဲ့နာမည်ကိုတမိုင်းစာအုပ်ထဲမှာရှင်နဲ့ရေးထားတယ်လို့တော့မှလုံးဝချီးကျူးနေပါတယ်။အီရန်ကတော့လက်ရှိချင်းဒီတိုက်ခိုက်မှုပေါ်တုံ့ပြန်တာမရှိသေးပဲပြီးခဲ့တဲ့ရက်ပိုင်းကတော့အမေရိကန်အနေနဲ့အီရန်ကိုတိုက်ခိုက်ရင်အရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်စစ်ခန်းတွေကိုတံပြန်တိုက်ခိုက်မယ်လို့တတိပေးထားပါတယ်။အီရန်ကောင်းဆောင်ကြီးကမန်ဒီကလည်းအခုဒေတာတွေမှာရှိတဲ့အမေရိကန်နိုင်ငံသားတိုင်းစစ်သားတိုင်းဟာတရားဝင်ပြစ်မှတ်ဖြစ်သွားပါပြီလို့ကြေညာပါတယ်။ ေဇဲစစ်တပ်ကလည်းထူးတက်လန့်တဲ့အခြေအနေကိုကြေညာပြီးကြောင်းတွေပိတ်ထားရတယ်။လူစုရုံးမှုတွေတားမြစ်ထားပါတယ်။မရှိမဖြစ်မဟုတ်တဲ့ လုပ်ငန်းတွေအလုံးရပ်ဆိုင်းထားပါတယ်။အမေရိကန်ကလည်းသူ့ရဲ့ဒေသတွင်းမှာရှိတဲ့နိုင်ငံသားတွေအကုန်လုံးဒီဘက်ကိုပြန်ခေါ်နေပြီဖြစ်ပါတယ်။အီရန်မှာလည်းအမေရိကန်နိုင်ငံသားတချို့ရှိနေပြီးအီရန်မှာရောက်နေတဲ့အမေရိကန်နိုင်ငံသားတွေဟာကိုယ်စီစဉ်လက်ကိုဖြစ်နိုင်သမျှနီးလန်းအားလုံးနဲ့ပြန်လာဖို့သမရယုံကညွှန်ကြားထားပါတယ်။ ယူရမအမေရိကန်တန်ယုံမရှိတဲ့အတွက်ကြောင့်အီရန်ကိုရောက်နေတဲ့အမေရိကန်နိုင်ငံသားတွေကိုတော့တန်ယုံကအကူအညီပေးနိုင်ခြင်းရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့အစ္စရေးမှာရှိနေတဲ့အမေရိကန်နိုင်ငံသားတွေအားလုံးကိုလည်းတန်ယုံကပြန်ခေါ်နေပြီးအရှေ့အလယ်ပိုင်းအားလုံးမှာရောက်နေတဲ့အမေရိကန်နိုင်ငံသားတွေအနေနဲ့နိုင်ငံတွင်းကိုပြန်လာကြဖို့ဆိုပြီးထွန်းကပြောထားပါတယ်။